ရိတ်တော်အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစားခင်မှာ channel subscribe လုပ်ပြီးနောက်ခေါင်းလုံးနှိပ် VPN ဖွင့်ပြီးတော့ရုပ်ရှင်ကို like လုပ်ပြီးအစီအစဉ်ကိုစကြပါမယ်ဒီနေ့မှာကတော့တဲတဲ့ရင်မို့ရုပ်ရှင်ဇာတ်ကားတွေအကောင်ကြီးတွေတရဝါကြီးတွေဒူးစန်းထွေလာစွန်စားကန်းဇာတ်ကားတွေကိုကြိုက်တဲ့သူတွေအတွက်ကတော့ share ဖြစ်မဲ့ဇာတ်ကားလေးကိုရွေးချယ်ထားခြင်းဖြစ်ပါတယ်ဆိုဒီကားထဲမှာ NL ရှိတဲ့မိကြောင်းတွေအမူကျင့်တွေနဲ့ရဲဆက်ဆက်တဖြတ်တက်တာတွေကိုတဲတဲ့ရင်ဘုံခန်းစားကြည့်ရှုရမှာပါဇာကားကျတော့ဒီရင်မြေတစ်ခုမှာဖြန့်ကျက်နေထိုင်နေကြတဲ့ရင်ငန်းတွေမိကြောင်းတွေကိုကြည့်ရှုဖို့ အလဲပတ်သွားရောက်ကြတဲ့ခီးတဲ့ဧည့်သည်တွေဟာတကယ်ကိုရက်ဆက်ကြမ်းကြုတ်လှပါတော့မိချောင်းကြီးတကောင်ရဲ့ပိုင်နဲ့ထဲကိုရောက်ရှိသွားတဲ့ခါမှာတော့ဘာလို့ဘလို့ဆက်ဖြစ်ကြမလဲဆိုတာကိုကြိရှုခံစားလိုက်ကြပါသူခင်ဗျာဇကိုင်းဆောင်မှာတော့ပီတာဆွဲဆိုင်စရာတောက်ဟာလေးစိမ်းမှာသူ့ရဲ့ခီးဆောင်အိတ်တွေပျောက်သွားတာကြောင့်တငယ်ချင်းဖြစ်သူစီကိုဖုန်းဆက်ပြီးတော့ခြေရာခံခိုင်းနေပါတယ်ဒီလိုနဲ့ပီတာမိချောင်းတွေပုံကိုမြင်ပြီးတော့ မိချောင်းတွေကိုလေ့လာဖို့တော့အပူပိုင်းဒေတာရဲ့တော်ရိုင်းအပျော်စီးလေရှိရာကိုရောက်လာပါတော့တယ်။တိမ်ကြခင်မှာပဲတော်ရိုင်းပျော်စီးသင်းမောငယ်လေးပိုင်ရှင်ကိတ်ရိုင်ယန်ဟာသူ့ရဲ့ခီးတယ်တွေကိုတောနယ်ထဲမှာရေကန်နေမိချောင်းတွေကိုပြဖို့ခီးစားထွက်လာပါတယ်။ကိတ်ရိုင်ယန်ဟာဒီအမြစ်ထဲမှာခီးသွားတွေကိုလမ်းပြပြီးတော့ရှင်းပြပေးနေတဲ့လမ်းပြ guide ဖြစ်နေနေထိုင်လာခဲ့တာကြားပါပြီ။ဒါပြင် Ryan ရဲ့စူဇန်အမည်ရှိတဲ့သင်းမောပေါ်မှာသူနဲ့တူသူ့ရဲ့အိမ်မွေးခွေးလေး Kevin မှာပါလာခဲ့ပါတယ်။ဒီလိုနဲ့သူတို့သင်းမောလေးထွက်လာကြတဲ့ Northern Territory ဟာ ီအိမ်မြင့်စနစ်ခုနှစ်ခုကိုဖျန့်ကျက်လျက်ရှိနေတဲ့ကမ္ဘာပေါ်မှာရေငန်တွေမိချောင်းတွေအများအပြားရှိတဲ့နေရာလေးဖြစ်ပါတယ်။ဒါမဲ့အပူပိုင်းဒေတာစနစ်ဖြစ်တာကြောင့်ရေငောင်တွေများနေရာကိုတော့ရှောင်လွှဲလို့မရခဲ့ပါဘူး။အဲနောက်တစ်ဖက်လေကတော့မိချောင်းကိုအစာကျွေးနေတော့မိချောင်းကလေးပေအမြင့်လောက်ခုန်ပြီးတော့စားနေတာကိုမြင်လိုက်ရတာကြောင့် Ryan သေးမောဘကလူတွေလည်းမှတ်တမ်းဝိုင်းပြီးတော့တင်ကြပါတော့တယ်။ရိုင်းကတော့မိချောင်းတွေကနေတိုင်းကိုနှစ်နာရီလောက်အမီးနဲ့တွန်းပြီးတော့ခုံလာလေးရှိသူလှေထဲကိုလည်းဝင်လာနိုင်တဲ့အထိရှိခဲ့ဘူးလေလို့ခီးတယ်ကိုရှင်းပြနေပါတယ် အဲဒါမှတော့ Ryan လျာပြီးကြောင်းနေရှိတဲ့နေရာကိုရောက်လာပြီးဂီးတဲ့တွေကလည်းဓာတ်ပုံတွေရိုက်နေကြပါတို့နဲ့ Ryan လည်းသူတို့တွေအခုကြည့်နေကြတယ်ရေငန်နေမိကြောင်းမျိုးစိတ်ကမိကြောင်းတွေထဲမှာအန်ဒီရဲ့အကြီးဆုံးပဲလို့ပြောပြလိုက်ပါတယ်အဲဒီရေငန်နေမျိုးစိတ်ရဲ့အမဲလိုက်နိုင်စွမ်းရည်ဟာနှစ်တန်းပေါင်း200လောက်လေ့ကျင့်နေကြတယ်တက်ရှိဒိုင်နိုဆောတွေလိုပဲလို့ပြောလိုက်ပါတယ် Ryan တော့သူလေးလာခဲ့တော့အဲဒီမိကြောင်းတွေကရေပေါ်မှာဘာလှုပ်ရှားမှုမှမပေါ်ပဲရေအောက်မှာတနအီကို -10 နှုန်းလောက်နဲ့ကူးခတ်နိုင်တာကိုတွေ့ရတယ် အန်ဟုံးစရာအမြန်နှုံးနဲ့ရုတ်တရက်ထွက်လာပြီးတော့လေတိုက်ခိုင်တိုင်းချောင်းကိုပြောပြပါတယ်ပြီးတော့အဲ့ဒီရေငန်နေပြီးချောင်းတွေကသူ့ရဲ့သားကောင်တွေကိုစောင့်ကြည့်ပြီးတော့အပြူမူတွေကိုလေ့လာတတ်တယ်လို့လည်းရှင်းပြလိုက်ပါသေးတယ်ရန်ကတော့အခုမြင်နေရတဲ့မိချောင်းကသူ့အားလုံးကိုစောင့်ကြည့်နေရကြောင်းမြေတစ်ခုနားမှာစကန်းချလို့ရေလိုမယ်ဆိုရင်နေတိုင်းမတူညီတဲ့အချိန်မှာလှုပ်ဖို့လိုအပ်တယ်လို့ပြောလိုက်ပါတယ်အဲ့ဒါမှလည်းမိချောင်းကသူ့တွေအားလုံးရဲ့လုပ်ငန်းစဉ်ကိုမသိနိုင်ပဲတစားစီဆွဲဖျဲနိုင်တော့မှမဟုတ်ဘူးလို့ပြောလိုက်ပါတယ် ဒါပေမဲ့အခုမြင်နေရတဲ့မိချောင်းကအသေးဆုံးဖြစ်ပြီးတော့တို့တွေကပေ20ကနေ25ပေလီကြီးကြပြီးနှစ်တန်လောက်လေးချောင်းကိုရိုင်းကရှင်းပြပါလိမ့်ပြီးတော့ဗိုလ်ကြီးအကောင်ကြီးတဲ့မိချောင်းတွေနဲ့ပတ်သက်လို့ဇာလန်းတွေရှိပြီမဲ့ဒီနေ့တို့မြင်ရတဲ့မိချောင်းလဲအဲ့ဒီလောက်တော့အန်ဒီရရှိတယ်လို့ပြောလိုက်တာပါအဲဒါကြောင့်ဆိုင်းမွန်ဆိုတဲ့ခီးသွွားတယောက်လဲလူတွေကိုမိချောင်းကတိုက်ခိုက်တက်လာလို့မေးလိုက်ပါလိမ့်ရိုင်းကတော့ရန်ဖန်ကတော့ခီးသွွားတွေကိုတိုက်ခိုက်တက်ကြောင်းပြောပြီးတော့ရီမောနေပါလိမ့်အဲ့ဒါမှတော့ပီတာရင်ကောင်းနေကြောင်းစိတ်ညစ်လာပြီးတော့ ရေစုံကနေ Ryan လေမောင်းနေတဲ့အနောက်ဆုံးကိုလာပြီးတော့ထိုင်ပါနေ Ryan လည်းခီးသွားဆိုင်ဆရာ Peter ကိုဒီမှာဘယ်လောက်ထိကြာကြာနေမှာလဲလို့မေးလိုက်တာပါ Peter တော့ Chicago ကလာခဲ့တာကြောင့်ဒီမှာကြည့်ပြီးတော့ LS Spring ကိုသွားပြီးအိမ်ပြန်မယ်လို့ပြောလိုက်ပါတယ် Peter Ryan လည်းသူ့လိုခီးတွေအများကြီးထွက်ခဲ့ဘူးလားလို့ပြန်မေးလိုက်ပါတယ် Ryan ကတော့ Territory ကနေမသွားနိုင်ပဲသူကဒီယာတွေအားလုံးကိုမထားခြင်းခဲ့ပါဘူးပြီးတော့ Ryan ကသူ့လေပေါ်လူတွေစတက်လာတဲ့မျက်နှာအနေထားတွေကိုကြည့်ရတာအရသာရှိတယ်လို့ Peter ကိုပြောလိုက်ပါတယ် အဲ့နောက်မှာတော့ Ryan ကအကွေနားမှာအန်နေရှိတာကြောင့်ဘီတာကိုနေရာမှာသွားပြန်ထိုင်ခိုင်းထားလိုက်ပါလေ။တိမ်မကြခင်မှာပဲနီးတို့တင်းမောရောက်လာပြီးတော့ Ryan တို့တင်းမောကိုလာပြီးတော့နှောက်ရှက်ပါလေ။အဲ့နောက်မှာတော့နီးနဲ့ Colin က Ryan တင်းမောထွက်မရအောင်ပိတ်ရလိုက်ပြီး Ryan ရဲ့တင်းမောလက်တန်းကိုနီးကကင်ထားပါလေ။ဒုနဲ့ Ryan ကတော့ Key Theory ပါနေတာကြောင့်နီးတို့ကိုသူ့တင်းမောနဲ့ဝေးရကိုသွားဖို့နှင်လွတ်နေပါလေ။အဲ့တော့မတော့နီးတငယ်ချင်းကပြန်ခေါ်ရင်မဲ့နီးကတော့ကပတိန်ရိုင်ယန်တယောက်ခုရပိုင်းခက်ထန်ထန်နေပြနေတာကိုသိကျင်နေတာပါ။ ခီးတယ်တွေကလည်းနီရိုကိုထွက်သွားခိုင်းပေမဲ့နီရိုကတော့ခံရရင်ပဲပြန်ပြီးတော့ပြောနေခဲ့ပါလေအဲဒါရိုင်ယန်လည်းနီရိုကိုတစ်ကနေ၃ထိရေးပြီးတော့ထွက်သွားဖို့ပြောလိုက်ပါတော့တယ်အဲ့နောက်မှတော့ရိုင်ယန်ဟာသင်းမောလက်ရန်ကိုကင်ထားတဲ့နီးကိုပြုတ်ကြအောင်လှုပ်ဖို့အတွက်စက်ကိုအရှိန်နဲ့နင်းထလိုက်ပါလေရိုင်ယန်သင်းမောကိုထွက်လိုက်တာနဲ့နီးတယောက်သင်းမောဘောကနေရေတဲကိုပြုတ်ကျသွားတာကြောင့်နီးကဒေါသတွေထွက်နေပါလေဒါမဲ့စူဇန်သင်းမောဘောကခီးတယ်တွေကတော့ရိုင်ယန်နီးကိုသင်ကန်းစာပေးတဲ့ပုံကိုသဘောကျနေပြီးရေမောနေကြပါလေ ရိုင်ကတော့လူသားညဉ်းညမ်းမှုကဒီမှာပတ်ဝန်းကျင်တို့အကြီးမားဆုံးချင်းချောင်းမှုတစ်ခုပဲလို့ပြောပြီးတော့ခီးတယ်တွေကိုသူကတောင်းပန်လိုက်ပါလေ။ဒုနဲ့ခီးကိုရှေ့ဆက်သွားနေတဲ့ခီးတယ်တွေအတွက်ကတော့အတွေးကိုစီနဲ့ဖြစ်နေကြပါလေ။ခီးတယ်ကလူတယောက်ကတော့သူ့အိတ်ထဲကအသင်ပါလာတဲ့အယိုးပြာအုပ်ကိုထုတ်ပြီးတော့မြစ်ထဲကိုမျောလိုက်ပါလေ။အဲနောက်မှာတော့ရိုင်ကသူ့ရဲ့ခီးတယ်တွေမျိုးတဲကိုအချိန်မီပြန်ဝင်နိုင်မှုတော့သင်းမောကိုပြန်လှည့်ပေးတော့မှဖြစ်ပါလေ။ဒုနဲ့သင်းမောပြန်လှည့်နေတော့ခီးတယ်တယောက်ကသူ့မိမကိုဗီဒီယိုရိုက်ပေးနေတဲ့အချက်ပြမီးရှုကိုတွေ့သွားခဲ့ပါလေ။ အဲဒါကြောင့်သူလဲ Ryan ကိုသူတွေ့ခဲ့တဲ့နေရာကိုလက်ညှိုးထိုးပြပြီးအချက်ပြမီးရှူးတွေ့ချောင်းကိုပြောပြပါလိမ့်။ Ryan တယောက်မသေးကြမှာဆိုလို့ထမ်းမေးနေတဲ့အတွက်ဂီးတယ်လဲကင်မရာတွေကဗီဒီယိုကိုပြန်ရစ်ကြည့်နေပါလိမ့်။အဲဒီချိန်မှာပဲနောက်ထပ်အချက်ပြမီးရှူးကိုသူတို့အားလုံးထပ်မြင်လိုက်တာကြောင့် Ryan လဲစကားပြောစကားနေတဆင့်စခန်းကဘေးကိုလှမ်းပြီးတော့ပြောပါတော့တယ်။ပြီးတော့ Ryan ကအချက်ပြမီးကိုတွေ့တာကြောင့်ကမ်းပေါ်တက်ကြည့်မယ်လို့စခန်းကိုလှမ်းပြောပြီးတာနဲ့ဂီးတယ်တွေနဲ့တူသွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါလိမ့်။အဲဒါကြောင့် Ryan ဟာတယောက်ယောက်အခက်ခဲဖြစ်နေလို့အကူကြီးတောင်းတဲ့အချက်ပြမီးကို သူတို့အားလုံးတွေးခဲ့တဲ့အတွက်သူမြေပေါ်ကိုသွားပြီးတော့ကြည့်မယ်ကြောင်းဂီသေးတွေကိုပြောလိုက်ပါတယ်။ဒါမဲ့ဂီသေးတွေထဲမှာ6နာရီခွဲကားမီစီးရမယ်သူနဲ့အိမ်မီပြန်ပြီးတော့မိသားစုနဲ့အတူတွေးရမယ်သူတွေလည်းရှိနေတာကြောင့်အစိမ်းမပြေဖြစ်နေခဲ့ကြပါတယ်။ရိုင်ကတော့ငါးခိုးဖမ်းတဲ့သူတွေလို့ထင်နေပြီးတခါလေအဲ့လူတွေဟာအာဟမ်လန်နဲ့ဝင်ကြတာကြောင့်ဘသူမဆိုဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ရိုင်ဟန်သွားကြည့်ရမယ်နေရာကနှစ်မိုင်ထက်ပိုပြီးတော့မွေးတာကြောင့်ဂီသေးတွေလည်းအမြန်ကြည့်ပြီးပြန်ဖို့အတွက်လက်ခံလိုက်ကြပါတော့တယ်။ဂျိုနဲ့ရိုင်ဟန်လည်းလေကိုပြန်လှည့်ပြီးတော့အချပြမိရှိရာစီကို ်ဂီးတယ်ရီနဲ့တူတူသွားပြီးတော့ကြည်ပါတော့တယ်တကယ်တော့ရိုင်အန်တို့ဆက်သွားနေတဲ့အဲ့နေရာကတီးတန်နေရာဖြစ်တာကြောင့်ဖြတ်တန်းသွားလာခွင့်မရှိပါဘူးဆိုင်မွန်ဆိုတဲ့ဂီးတယ်တယောက်ကတော့ကင်မရာရရတာကိုဝါသနာပါတဲ့အတွက်ကြောက်ကမ်းမနေရာတွေကိုကင်မရာနဲ့လှမ်းပြီးတော့ချိန်ကြည့်နေပါတယ်အဲ့ဒီကြောက်ကမ်းမနေရာမှာခက်ကြီးကြီးမိချောင်းကြီးတကောင်ပုံကိုရေးဆွဲထားသလိုအမတ်သားကြီးကိုတွေးလိုက်ရပါတယ်အရင်တော့အချက်ပြမိရှိရဘက်ကိုဆက်သွားနေနေရိုင်ကအချက်ပြမိကပိုနဲ့တဲ့နိုနောဘက်ကလာလာထင်တယ်လို့ပြောနေပါတယ် အဲကြောင့် Ryan လည်းသူ့ရှိမှရှိနေပီတာရဲ့အမြင်ကိုမေးလိုက်ပါလိမ့်။ဒါပေမဲ့ပီတာကတော့သူတို့တွေကတယောက်ရှိမယ်ထင်တဲ့အဝေးဆုံးကိုသွားနိုင်တယ်လို့သွားကြည့်ခဲ့ပြီးဖြစ်လို့မမောင်ခင်သာပြန်သိတယ်လို့ပြောလိုက်တာပါ။အဲဒီအချိန်မှာပဲ Ryan နဲ့သူသင်းမောဘကခီးတယ်တွေကမှောက်ပြီးတော့ရေထဲမြုပ်နေတယ်။လေတစည်းကိုတွေးလိုက်ရပါတော့လိမ့်။ပီတာတို့လည်းချက်ပြမိကအဲ့လေကလာတာထင်တယ်လို့ကောက်ချက်ချလိုက်ပါလိမ့်။အဲဒီအချိန်အရာတစ်ခုကရေအောက်ကနေသူတို့လေကိုတိုက်ခိုက်တာကြောင့်လေအားအချိန်နဲ့ရိမ့်ရိုင်သွားပါတော့လိမ့်။လေရဲ့အောက်ကပေါက်ထွက်သွားတဲ့အတွက်ရေတွေဝင်လာပြီးတော့သူတို့လည်းမြုပ်လူမတက်ဖြစ်နေကြပါပြီ။ အားကြောင့် Ryan လည်းဂီးတွေတွေကိုကန်ခိုင်းထားပြီးတော့လေမမြုပ်ခင်အချိန်နဲ့ကမ်းဘက်ကိုတက်ပါတော့တယ်။သူနဲ့ Ryan တို့ကားပေါ်မှာတောင်းတမခံနိုင်တာကြောင့်ရေဒီယိုရှားကြည့်နေပါတယ်။ဒါပေမဲ့ရေဒီယိုကရေရေစုံနေပြီးတော့အလုံးမလုံးတော့တဲ့အတွက်နေဘူးထဲမှာအချောက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုင်နာမတော့ဂီးတွေတယောက်ကလေဘက်ကိုသွားပြီးလေဘောကစကားပြောဆက်ကိုသွားဆမ်းပါတယ်။ဒါပေမဲ့လေရေရေစုံနေတဲ့အတွက်စကားပြောဆက်ပါအလုံးမလုံးတော့ပါဘူး။ဒါကြောင့်ဂီးတွေတွေလည်းသူတို့ကိုရေဒီယိုမပါဘဲဂျုံသေးသေးလေးပေါ်မှာတောင်းတရအောင်လှုပ်လိုက်တဲ့ Ryan ကိုဒေါသတွေထွက်နေပါတယ်။ ဂီးတယ်ရီယာသူတို့မှဘာမှမရှိတော့တဲ့အတွက်ရိုင်းအန်ကိုပြောဆိုနေကြတာပါဂီးတယ်တယောက်ကတော့ရိုင်းအန်မိချောင်းတွေကလေကိုမတိုက်ခိုက်တတ်ဘူးလို့ပြောခဲ့တာကိုပြန်ပြီးတော့ပြောပြနေပါတယ်ဒါပေမဲ့ရိုင်းအန်ကတော့မိချောင်းတွေကပိုင်နဲ့နေကြတဲ့ဒရိတ်ရှန်တွေဖြစ်ကြတာကြောင့်တကောင်းပိုင်နဲ့တဲကိုသူတို့ကျူးကျော်မိရင်တော့အလိုမရှိတော့အတီပေးဖို့အတွက်နည်းနည်းလောက်တွန်းတိုက်တာမျိုးလုပ်တတ်တယ်လို့ရှင်းပြလိုက်ပါတယ်ရိုင်းကတော့သူ့ဖေးတီသွားနဲ့လူလွတ်ပြီးတော့လိုက်ရှာတော့မှဖြစ်တဲ့အတွက်အချိန်နှစ်နာရီလောက်ပဲစောင့်မှုပြောလိုက်တာပါအဲနောက်ခီးတဲ့တယောက်ကဒီအမြေကြီးဖြစ်တာကြောင့် သူတို့ရောက်နေကုန်းမီကရေမြုံနိုင်တယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့ Ryan ကတော့အဲ့ဒါအနိုင်တော်ကြတဲ့ဒီဖြစ်အောင်မှမဟုတ်တဲ့အတွက်လေအိုပြင်ဖို့အချိန်ရှိနိုင်တယ်လို့ပြန်ပြောလိုက်ပါတယ်။ Ryan စကားကြောင့်နောက်ထပ်ခီးတဲ့တယောက်ဟာသူတို့တော့လေကြောင်းနားမလဲပြီမိတ်။ရေအောင်ထဲရောက်သွားမယ်ကိစ္စကိုရှုံမုံမမမောင်မောင်မဲမဲထိုင်ဆောင်မနေနိုင်ဘူးလို့ပြောလိုက်တာပါ။အဲ့ဒါမှာတော့ခီးတဲ့နှစ်ယောက်ဟာသူတို့တွေအနေနဲ့ဟိုဘက်ကန်းကိုဖြတ်ကူးဖို့စဉ်းစားနေပြီးတော့အဲ့ဒီမှာဆိုရင်အကူအညီရဖို့နီးလန်းရှိမှလို့ပြောနေပါလိမ့်။ဒါပေမဲ့ Ryan ကတော့သူဟာဒီအုပ်စုအတွက်တာဝန်ရှိသူဖြစ်တာကြောင့် သူတို့တွေပြောနေတဲ့ကိစ္စတော်တော်ယူနန်းတာပဲလို့ဝင်ပြောနေပါတယ်။ဒါပေမဲ့အဲ့လူကရေထဲဆင်းဖို့ကြိုးစားနေတာကြောင့် Everest ရဲ့ခီးတဲ့ကလိုက်ပြီးတော့ဆွဲပါတော့တယ်။အဲ့ချိန်မှာပဲရေဒီယိုကနေအတန်လိုက်မိသွားတာကြောင့်အားလုံးကအအောင်ဆိုင်နေတော့မှပဲရေထဲတယောက်တည်းကြံခဲ့တဲ့ Everest ရဲ့ခီးတဲ့ကိုမိအောင်ဆွဲသွားပါတော့တယ်။ Everest ရဲ့ဇနီးတဲ့ကတော့ယူမီဝိုင်းဖြစ်ရပြီး light or corny ပဲမဲ့အားလုံးကတော့ရိပ်မိသွားပါပြီ။ Ryan ကလည်း Everest ရဲ့ဇနီးကိုဆွဲပြီးတော့ရေထဲဝေးဝေးမှနေကြဖို့အားလုံးကိုသတိပေးလိုက်ပါတယ်။အဲ့နောက်မှာတော့ Peter တယောက်ဖုန်းလိုင်းဖမ်းနေနေတယ်။ ဒီအေကတဖြည်းဖြည်းတက်လာတော့သတိထားမိလာပါလိမ့်ပီတာသင်းမောပေါ်သွားနေတဲ့ Ryan နောက်ကိုလိုက်ပြီးတော့သူတို့တွေမှာဒီအေမတက်ခင်အချိန်ဘလောက်ကြာသေးလဲလို့မေးလိုက်ပါတော့တယ် Ryan ကတော့အဲ့လောက်ရန်လူနေတဲ့အကောင်တကောင်ရှိနေချိန်မှာဒီအေဟာသူတို့တို့ကနောက်ဆုံးစိတ်ပူရမယ်ပြဿနာပဲလို့ပြန်ပြောလိုက်တာပါ Ryan ကတော့မကြခင်မှာမှောင်တော့မှဖြစ်တဲ့အတွက်သူတို့တွေနေနဲ့အလင်းရဖို့လိုတယ်လို့ရှင်းပြပါတယ်ပီတာသူတို့ရေထဲဆင်းမြတာကြောင့်ဒီကနေရောဘလို့ထွက်သွားလို့ရမှာလဲလို့မေးနေပြန်ပါတယ် Ryan လည်းပီတာကိုကြည့်ပြီးတော့အစားတော့ပီတာကို အကြောက်တရားကင်းမဲ့တဲ့ခီးသွွားစားရေးဆရာတယောက်လိုထင်ခဲ့မိကြောင်းပြောလိုက်တာပါဒါပေမဲ့ပြီးသားတော့သူရှိနေလူတယောက်မိကြောင်းစားသွားတာမျိုးမြင်ခဲ့ရတာကြောင့်ဒါသူလုံးနေကြဖြစ်နေကြတယ်မတူဘူးလို့ပြန်ပြောပါတယ်ပြီးသားသူကဟိုတယ်ရီစားတော့ဆိုင်တွေနဲ့အဘန်ဖေးစကန်တွေကြောင်းခပ်ပေါ်ပေါ်ဆောင်းမားတွေရေးတာဖြစ်လို့ဩစတြေးလျရဲ့ကုန်းခေါင်ရေးဝေးနေရာတွေကြောင်းမဟုတ်ဘူးလို့ပြောလိုက်တာပါပြီးတော့ပြီးသားက "तू ဟာ great sand တွေကိုအရန်မုံပြီးတော့အထူးသဖြင့်လူကိုသေအောင်လုံနိုင်တဲ့အကောင်တွေဆိုပို့ပြီးတော့မုံနေကြောင်း Ryan ကိုပြောလိုက်ပါတယ် ပြီးတာတော့ပြောနေနေပဲသူ့ကိုမိချောင်းတွေချောင်းရေးဖို့လွတ်လိုက်တဲ့အက်ဒီတာကိုသတိရပြီးတော့စိတ်ထဲမှာတပ်ပြစ်ချင်နေခဲ့ပါတယ်။အဲဒါမှာတော့ Ryan ကမြို့တော်ဝက်ဖြစ်နေတဲ့သင်းမောပေါ်မှာအချက်ပြမီးရှူရှာနေပေမဲ့မတွေ့ပါဘူး။အဲကြောင့်ပြီးတာလည်းပတ်ဝန်းကျင်ကိုကြည့်နေရေထဲမှာအချက်ပြမီးရှူလို့ရေးထားတဲ့ဘူးကြီးဘောလုံးမျောနေတာကိုတွားပြီးတော့တွေ့ပါတော့တယ်။အဲနောက် Radio Line ကနေသချင်းတန်ကြားလိုက်ရတာကြောင့် Ryan တို့လည်းကုန်းမကိုမြန်ပြေးတက်လာပြန်ပါတယ်။အဲဒါကတော့နီခိုးဖြစ်ပြီးတော့အားလုံးဟာနီခိုးတို့သင်းမောကိုတွေ့တာနဲ့ဝမ်းသာလုံးလို့ခုံပေါက်နေကြပါတယ်။ နီကိုတို့ကတော့သူတို့မကယ်ပဲအနားကနေဖြတ်သွားပြီးတော့စအနောင်နေပါလေ။ရိုင်လည်းရေလေကောင်မှအချိန်နဲ့ရှောက်ပတ်မောင်းနေနီကိုတို့သတိထားဖို့ပြောနေကြတာပါ။ဒါမဲ့နီကိုတို့ကတော့ဆက်တက်ပြီးတော့ရိုင်တို့လေပါဖြစ်ထားလဲဆိုတာဝေးကနေကြည့်နေပါလေ။အဲလိုကြည့်နေတော့မှပဲလေရဲ့အောက်ခြေကိုမိချောင်းတိုက်ခိုက်လိုက်တာကြောင့်လေမြုပ်ပြီးတော့နီကိုတို့လည်းရေထဲကိုပြုတ်ကျသွားပါတော့တယ်။အဲနောက်မှာတော့နီကိုတို့ကိုအမြန်ကူးလာဖို့ကုန်းမလူတွေကဝိုင်းဆွဲပါလေ။နီကိုကတော့အမြန်ကူးလာနိုင်တာကြောင့်ရိုင်တို့ဆွဲခေါ်တာခံရပြီးရေထဲကနေလွတ်မြောက်သွားပါလေ။ ါမဲ့နီးရဲ့တငယ်ချင်းကော်လင်ကတော့မိချောင်းဆွဲတာခံလိုက်ရပြီးပြန်ပေါ်မလာနိုင်တော့ပါဘူးဒီလိုနဲ့ညဘက်မှောင်လာပြီးတော့ဒီကလည်းတဖြည်းဖြည်းနဲ့တက်လာနေခဲ့ပါပြီသူတို့ရာသင်းမောရဲ့မိကနေတဆင်အလင်းအောင်ရအောင်လို့လုပ်နေကြပါလိမ့်နီးကတော့သူတို့ဖြတ်သွားနိုင်မို့နီလန်တစ်ခုကိုစဉ်းစားမိတယ်လို့ပြောလိုက်ပါလိမ့်နီးကတော့သူကိုယ်တိုင်တိတ်ဆိတ်ရေးတဲ့ဆင်းမှာဖြစ်လို့ရောင်းနေတဲ့ကုန်းမြေပေါ်ကတစ်ပင်တစ်ပင်ကနေနောက်တစ်ပင်တစ်ပင်ကိုကျိုးနဲ့ချီထားပြီးတော့ရေမျက်နှာအပေါ်မိသားနဲ့နဲ့လောက်ကျိုးကိုချပြီးတာနဲ့သူတို့ကုန်တက်ကြမယ်လို့အကြံပေးလိုက်ပါလိမ့် ါပေမဲ့ဂီးသည်တွေကတော့သူတို့တွေဒီနေပဲလှဲ့လေလိုင်းနဲ့မိချောင်းတွေရေထဲကနေလေးပေမြင်းတွေခုံထွက်လာတော့တွေ့ရပြီလို့ပြောလိုက်ပါတယ်။နီးကတော့မိချောင်းပြန်မလာခင်မှာသူတို့တွေတတ်နိုင်တော့တော့လှုပ်ရှားမယ်လို့အကြံပေးပါတယ်။အခုဆိုသူတို့ကမိချောင်းရဲ့ပိုင်နဲ့ထဲမှာပဲရှိနေသေးတာကြောင့်မိချောင်းကမကြိုက်တဲ့တော့ပြန်လာမှာပဲလို့နီးကပြောပါတယ်။ပြီးတော့မိချောင်းကသူတို့ကိုစားနပ်ရိက္ခာထောက်ပံ့မဲ့ဟာလို့မှတ်လိုက်ပြီးဆိုရင်မရက်တော့တာကြောင့်ဒီမိချောင်းလည်းသူတို့ကိုမှတ်သားပြီးတော့ပြီလို့နီးကရှင်းပြလိုက်ပါတယ်။မိချောင်းတွေကသူတို့တတ်ထားတာတွေကိုတိန်းထားတဲ့သေလုံးလုံးရဲ့အောက်ဓာတ်မှုတ် မြေရင်းတတွင်းရဲ့တဏျာစီကိုလူတွေကိုဆွဲပြီးတော့ခေါ်သွားနိုင်ကြောင်းပြောပြပါလိမ့်။မိကအလိုမိချောင်းအလုံးရှုံးနေတဲ့အချိန်မှာသူတို့တွေစပြီးတော့လှုပ်ရှားဖို့အတွက်အရေးကြီးဆုံးပဲလို့ပြောပြလိုက်ပါလိမ့်။ရိုင်းကတော့နီးကိုအဲ့ဒီကြာမကောင်းတာကြောင့်ကိုကိုစရိခံကြမလိုဘူးလို့ပြောပါလိမ့်။နီးကတော့တယောက်သားဖြတ်မသွားရင်ဘသူတွေဘာဆက်လုပ်ကြမှာလဲလို့ပြန်မေးလိုက်တာပါ။အဲနောက်မှာတော့ပီတာကနီးကိုကျိုးနဲ့ခါမှာချီပေးပြီးတော့ရေထဲကနေပြန်ဆွဲထုတ်ပေးမယ်လို့ပြောပါလိမ့်။နီးကတော့မိချောင်းတွေကပိုင်တဲ့နဲ့ပတ်သက်ပြီးတော့ရန်လိုတက်တာကိုဇလန်းတွေကြားဘူးကြောင့်ပီတာကိုပြောလိုက်ပါလိမ့်။ မိเจ้าတွေကသူတို့ပိုင်နယ်ထဲကိုလူတွေလာတာသိလျက်နဲ့လွှတ်ပေးထားခဲ့ပေမဲ့အခုလို့သူတို့ဒီလိုရောက်နေတာကိုလည်းမိเจ้าတွေအတွက်အတော်လေးစိတ်ညစ်ရမှာပဲလို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့ Ryan တို့ကတက်ခဲ့အင်ဂျီတွေယူလာပေးပြီးနီးကတော့သူ့ကိုယ်ပေါ်ကိုချိုးနဲ့ချီနှောင်လိုက်တာပါ။ပီတာကတော့ဂျိုးကိုဆွဲပေးနေတဲ့နီးကတော့ရေထဲကိုတိတ်တဆိတ်ပဲဆင်းသွားပါတော့တယ်။နီးတယောက်တည်းစိတ်ဖြတ်ကူးနေတဲ့တစ်ဖက်ကန်းကိုယောက်သွားပါပြီ။အဲနောက်မှာတော့နီးကဂျိုးကိုတစ်ပင်ပေါ်ချီပြီးအမြင့်ကနေတွေ့ပြီးတော့လာနိုင်အောင်လို့လှုပ်ပေးခဲ့ပါတယ်။ဂျိုးနဲ့ Everest ရဲ့ဇနီးယာသူညံအိမ်ပြန်ဂျင်နေခဲ့တာကြောင့် တဖက်ကအောင်သွားဖို့အတွက်သူ့ကိုအရင်ဖြတ်ခွင့်ပေးပါလို့တောင်းဆိုပါတယ်။အားကြောင့် Ryan လည်းတက်ခဲ့ NGO Mesa Everest ကိုဝစ်ပေးလိုက်ပြီးတော့ဂျိုးကိုတွဲလဲခိုးပြီးတော့ဖြတ်ခိုင်းလိုက်ပါတယ်။ဂျိုးနဲ့ဖိဖိချင်းဖြတ်လာနေတဲ့ရေလေကောင်ရောက်လာတဲ့ခါမှာတော့ဂျိုးရီယာပြေကျခြင်းတွေခဲ့ပါပြီ။ဒါပေမဲ့ Mesa Everest ကဆံမသွားနိုင်တော့ပဲအလဲမာတွေရက်နေတာကြောင့်ဂုံးမော်ကလူတွေကလည်းစိတ်ညစ်နေကြပါတယ်။အဲနောက်မှာတော့တခြားခီးတဲ့မိသားစုဟာသူတို့သားပါလဲဂျိုးဘော်ကိုတတ်တော်မှာဖြစ်တဲ့အတွက်ပီတာနဲ့ Ryan တို့လည်းတားလိုက်ပါတယ်။ဒါမဲ့အဲ့လူကတော့သူမိမနဲ့ကလေးအသက်ကိုမေ့စေ average ကြောင့်အသေးမခံနိုင်ဘူးလို့ပြောနေတာပါ။ ်ဗီတာတို့လည်းကြိုးကလူ၃ယောက်ဝိတ်ကိုခံနိုင်တာမဟုတ်တဲ့အတွက်ပြက်ကျသွားနိုင်တယ်လို့ရှင်းပြလိုက်ပါလေအိုင်လူကအတင်းကြိုးပေါ်တက်နေအောင်ကြိုးကတစားစီပြုတ်ထွက်လာပါတော့လေအချင်းရေတွေကနေတခုလုံနေပြီးတော့ဂျိုးပေါ်မှာလည်းမေးစစ် Everest ကဆက်မသွားပဲရက်နေတာပါအိုင်နာမော်တို့နီးလဲလက်နေတံပြီးပြုတ်ကျသွားတာကြောင့်အောက်ကိုဆင်းခောက်တဲ့အချိန်မှာပဲမိအချောင်းကြိုက်တာကိုခံလိုက်ရပါတော့လေဂျိုးနဲ့သူတို့တွေလည်းမိချောင်းရောက်လာတာကိုသိသွားပြီးတော့ဂျိုးပေါ်ကလူတွေကိုအတင်းသွားခိုင်းနေပါလေရှယ်ရီတို့သားဖားနဲ့မေးစစ် Everest ရဲ့ဂျိုးပေါ်မှာတွဲလောင်းဖြစ်နေတော့ ပေပင်ကအမြင့်ပြုတ်ထွက်ပြီးတော့ဂျိုးနဲ့တူအဲ့ဒီ၃ယောက်ပါရေထဲကိုပြုတ်ကျသွားပါတော့တယ်။ဂျိုးနဲ့ဗီတာတို့လည်းသူတို့၃အောင်စလုံးကိုအမြန်ကူးလာဖို့អော်ပြောပြီးတော့ရောက်တာနဲ့ကမ်းပေါ်အတင်းဆွဲခေါ်ပါတော့တယ်။အားကြောင့်သူတို့တွေလည်းလွတ်လာပြီးတော့ကုန်းပေါ်ကိုပြန်တက်လာကြပါတော့တယ်။ဒါပေမဲ့ Sherry ဖေအလန်ကတော့ဂန်ဇက်ကနေ Ryan နဲ့အားလုံးကိုတောင်းအမန်နေတော့အနောက်ကနေတော်တော်ကြီးတယ်မိချောင်းကြီးတကောင်ရင်တစားစီဆွဲပြဲတာကိုခံလိုက်ကြတော့တာပါ။ဒိုနဲ့ဒီရီလည်းတက်လာရင်ခီးတယ်ရီလည်းသူတို့ကိုအမြန်ရှာတွေ့ဖို့စူတောင်းနေရပါတော့တယ် ရိုင်ကတော့လက်အစစ်လွဲသွားပြီးရှယ်ရီကတော့သူ့ရှေ့တွင်အဖေဖြစ်သူတည်သွားတာကြောင့်ရှော့ရနေပါပြီဇန်ဒီတဲ့အဲလစ်ဘက်ကတော့အချိန်နဲ့တိတ်မှန်မဲ့ဈေးတောက်ဖို့လိုအပ်နေပါတယ်ဒါပေမဲ့သူ့ရဲ့ဈေးတွေကလေရဲ့အနောက်ဘက်မှာကျန်ခဲ့တာဖြစ်လို့ရေနဲ့မျောပါသွားတော့ပြီးတော့တခြားဈေးဘူးထဲမှာတော့အကြိုက်ခဲပျောက်ဈေးတွေပဲရှိပါတော့တယ်ရိုင်ကတော့လာခဲ့မဲ့သူတွေလည်းမနက်လောက်ထိလာကြမှာမဟုတ်လို့သူသာခီးတဲ့တွေကိုဒီနေရာထိခေါ်မလာခဲ့ရင်ဘာမှဖြစ်မှာမဟုတ်ဘူးလို့ပြောရင်းနဲ့နောင်တရငိုကြွေးနေပါတယ်ပီတာလည်းငိုပြီးတောင်းပန်နေရိုင်းကိုချော့နေနေသူတို့တွေလက်မလျှော့သေးဘူးလို့ပြန်ပြီးတော့နှစ်သိမ့်ပေးရှာပါတယ် ပြီးတော့ပီတာကအဲလစ်ဘတ်အတွက်ရေထဲဆေးမီတော့ဆေးဘူးကိုသွားရှာပေးနေခဲ့ပါတယ်။အဲနောက်မှာတော့ပီတာသူရှာတွေ့လာတဲ့ပစ္စည်းတွေနဲ့ကုန်းပေါ်ကိုပြန်ပြီးတော့တက်လာခဲ့ပါတယ်။ပြီးတော့သူတို့တွေကဒရိတ်ဆန်တကောင်းနဲ့ရင်ဆိုင်နေရတဲ့အတွက်သူတို့တွေထောင်ချောက်ဆင်းသေးတယ်လို့ပီတာအကြံပေးလိုက်တာပါ။ဂီးတဲ့တယောက်ကတော့သူတို့အနေနဲ့ဒီညာကနေထွက်သွားဖို့ဆိုတာလေကြီးနဲ့လူတယောက်တော့ပေါ်လာမှပဲရလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဆိုင်မောတော့လေတစည်းလောက်ကြီးတဲ့မိချောင်းကြီးကိုပီတာငမားချင်းနဲ့ထိန်းချင်နေရကိုနားမလည်နိုင်ဖြစ်နေရတာပါ။ ပြီးတော့သူတို့မှာချိန်တနားခွဲရတာကြောင့်မိချောင်းကိုတတ်နိုင်တော့ထောင်ချောင်းနဲ့ဖမ်းပြီးသူတို့တွေဖြတ်ပြီးတဲ့ဒီထိန်းထားနိုင်မှုစူးစမ်းမှာပဲလို့ပြောနေပါလိမ့်။အဲလိုမှမဟုတ်ရင်တော့ပြီးတော့သူတို့တွေဒီတိုင်းထိုင်ဆောင်ရင်အဲ့ဒီမိချောင်းရဲ့ဗဇတ်ထဲမှာအစာဖြစ်နေနောက်တနားခွဲလောက်နေရောက်သွားလိမ့်မယ်လို့ပြောလိုက်တာပါ။ဒါပေမဲ့ထိန်းထားနိုင်မှုအတွက်သူတို့မှာငန်းစားမရှိတာကြောင့်အားလုံးက Ryan ခွေးလေးစီကိုမျက်လုံးတွေရောက်နေကြပါလိမ့်။ Ryan ကတော့ခွေးမပြူပေမဲ့ Alice Beck ကသူသမီး Sherry ကိုခဏလောက်လေးတစ်နှစ်လောက်ပုံမြင်ရဖို့အတွက်နှစ်တွေအများကြီးတိုက်ခိုက်ခဲ့ရကြောင်းဝင်ပြောပါလိမ့်။ ရိုင်သာဆုံးလုံးမှုလေးတစ်ခုမလုံနိုင်ရှင်ုံထဲမှာအားလုံးကိုဆုံးရှုံးရနိုင်မယ်လို့အဲလစ်ဘက်ကပြောပါတယ်။အိုင်နာမော်ဆိုင်မွန်ကရေထဲမှာမျောလာတဲ့နီးတို့လေပေါ်ကဘဲအသေးတွေကိုငစားဖြစ်နဲ့ယူလာပေးခဲ့ပါတယ်။ဂျွန်နဲ့ဒီကရမ်းတက်လာပြီးတော့သူတို့တွေလည်းမိချောင်းရဲ့အခြေအနေကိုစောင့်ကြည့်နေကြပါတယ်။အိုင်နာမော်ရိုင်နဲ့ပီတာတို့လည်းထောင်ချောက်လုံပေးနေပြီးအားလုံးပြီးသွားတဲ့အချိန်မှာတော့ငစားကိုရေထဲပစ်ချလိုက်ပါတယ်။ရိုင်ဟန်မိချောင်းကရေထဲကတုံခါမှုကိုရေပြားကနေခံစားမိနိုင်တာကြောင့်ငစားကိုအသက်ရှိတဲ့ထင်အောင်တယောက်ကသာကိုင်းလုံးမထိုင်းရင် မလာလောက်ဘူးလို့ရှင်းပြပါလိမ့်။အဲကြောင့် Ryan ကဂျိုးကိုသူတောက်ဆောက်ကင်ထားမယ်လို့ပြောလိုက်ပါလိမ့်။ဒါပေမဲ့ Peter ကတော့ Ryan လက်စစ်လွဲနေတာကြောင့်သူပဲလုလိုက်မယ်လို့ပြန်ပြောပါလိမ့်။သူတို့တွေကငစာကိုဟတ်မဲ့အချိန်ကိုစောင့်ပြီးတော့ဟိုဘက်ချမ်းကိုကူးသွားမယ်လို့ရှင်းပြနေပါလိမ့်။အဲတော့မှတော့ Peter ငစာကိုလှုပ်ကင်ပေးနေကြံနေခဲ့ပြီးတော့ကြံတဲ့လူတွေကတော့ကုန်းရဲ့တစ်ဖက်ချမ်းကကန်းဆက်မှရှိနေပါလိမ့်။သူတို့တွေကဒီအကြံလဲအလုံးမဖြစ်ဘူးလို့ထင်နေကြပြီးတကယ်လို့အလုံးမဖြစ်ရင်တော့အမြန်ထွက်ပြေးရမယ်လို့တိုင်ပင်ထားကြပါလိမ့်။ ။ဒါကြောင့်အားလုံးအတူတူကူးသွားပြီးတော့အ мян သွားနိုင်ဖို့အတွက် Ryan က key theory ကိုတရီပေးပါလိမ့်။ Alice Beck ကတော့ရေမကူးနိုင်ပေမဲ့သမီးလေး Sherry ရှိနေတာကြောင့်ပြန်စင်းစားနေတာပါ။ဒါပေမဲ့လည်း Peter ကငစားများနေပြီးတော့အားလုံးကတော့ရေကူးပြေးဖို့အစဉ်အသင့်စောင့်နေကြပါလိမ့်။ Ryan ကတော့ Peter စီကိုသူ့ခွေးလေးလာပေးပြီးတော့မိเจ้าနေရခွေးနှံကိုကြိုက်တာကြောင့်ခွေးကိုနောက်ဆုံးမှရေကူးခိုင်းဖို့ပြောလိုက်ပါလိမ့်။ဒါမဲ့ Ryan ကသူ့ရဲ့အဖော်ခွေးကလေးကိုတော့စောင့်ရှောက်မဲဆွဲဂရီကိုပေးဖို့ Peter ကိုတောင်းပါလေ။အဲနောက်မှာတော့ထောင်ချောင်းမိနေဖြစ်လို့အားလုံးကိုရေတဲ့အမြန်ဆင်းကူခိုင်းမှာတော့တဲ့ ပြီးတော့ Ryan ကခီးတွေကိုယင်ကူးခိုင်းပြီးတော့သူလဲရေထဲကိုနောက်ဆုံးမှဆင်းသွားခဲ့ပါတယ်။အိုင်နာမှာတော့ Peter ထိမ့်ပြီးထိုင်းကနေထောင်ကျောင်းကနေဘီကျောင်းကလွတ်ထွက်သွားပါတယ်။ဒါမဲ့ခီးတွေအားလုံးဂုံးပေါ်ရောက်သွားပြီးတော့ Gay Ryan တယောက်ပဲရေထဲမှာကြံနေခဲ့တာပါ။ Peter အမြန်လိုက်လာပြီးတော့ Ryan ကြောင်းအော်ပြောနေပြီမဲ့ Ryan ကတော့နားမထောင်ပါဘူး။ Sherry လဲ shock ရပြီးတော့အလန်တကြားထွက်ပြေးသွားတာကြောင့် Ryan က Sherry နောက်ကနေလိုက်ပြီးတော့မြစ်ပေါ်တက်ပြေးဖို့ခီးတွေတွေကိုအော်ပြောလိုက်ပါတယ်။အိုင်နာမှာတော့ Gay Ryan စီကိုမိချောင်းကအမြန်ရောက်လာတဲ့အတွက် Peter လဲရေထဲကိုအမြန်ဆင်းလိုက်ပါတော့တယ်။ ါမှလည်းမိချောင်းကိတ်ရိုင်ကိုတစစီလှုပ်ပြီးတော့ရေထဲကိုဆွဲခေါ်သွားခဲ့ပါပြီ။ပီတာတယောက်ရေထဲမှာကြံခဲ့နေရိုင်ရန်ခွေးလေးကိုခေါ်ကာဂုံးပေါ်ကိုတက်လာပါတော့တယ်။ရိုင်ရန်တည်သွားတာကိုသိလိုက်တဲ့ပီတာလည်းလက်မခံနိုင်ပဲအတင်းအော်ခေါ်ပြီးတော့ရှာနေပါသေးတယ်။အိုင်နာမှာတော့ပီတာရိုင်ရန်ခွေးလေးနဲ့တူတော်ကြီးတွေဝင်ပြီးတော့ဂီးတွေနောက်သာလိုက်ပါတော့တယ်။ပီတာတယောက်ရက်ဆဲတို့ဆိုင်မုန်းတို့အော်ခေါ်နေတဲ့အတန်းကြားတာကြောင့်ရှေ့ဆက်ပြီးတော့လိုက်ရှာနေပါတယ်။ဒိုးနဲ့မနက်လင်းစာပြူလာတော့တော်နေလမ်းပြောင်းနေပီတာကိုခွေးလေးကယ်ဗင်ကရှေ့ကနေဥဆောင်ပြီးခေါ်သွားခဲ့ပါတယ်။ ိုင်နာမှာတော့လှိုင်ကောင်းလို့ဖြစ်နေတဲ့တစ်ပင်ကြီးကိုပီတာတယောက်တွေ့သွားပြီးတော့အထဲကိုဝင်းနဲ့ခွေးကလေးကိုလိုက်ရှာနေပါတယ်။ဒါပေမဲ့ချိန်ချုံပြီးပြုတ်ကျသွားတာကြောင့်တေခေါင်းတွေကရေကန်လိုနေရာကိုပြုတ်ကျလာပါတယ်။ပီတာလည်းသူ့ဘေးကအလောင်းတောင်းတွေ့လို့ကြိလိုက်တဲ့အခါမှာတော့အရာဟာနီးဖြစ်နေပြီးမျက်နာတွေကကိုက်ရရင်းနဲ့စုပ်ပြတ်တက်နေတာပါ။အိုင်နာပီတာတယောက်ရှေ့ဆက်လိုက်ရှာနေကေဗင်ကိုပြန်သွားခေါ်နေခဲ့ပါတယ်။ကေဗင်လေးကတော့သူ့သခင်ရန်ရှိတဲ့နေရာနားမှာထိုင်နေတာကြောင့်ပီတာလည်းသွေးအလိမ့်လေးနဲ့ရန်ရန်ကိုတွေ့သွားခဲ့ပါတော့တယ်။ ရိုင်ယန်တကူလုံးပေါက်ရာကိုက်ရာတွေနဲ့ဖြစ်နေတာကိုလည်းတွေးလိုက်ရတာပါအဲနောက်ကေဗင်လေးကအပေါက်ကိုပြေးထွက်သွားပြီးတော့မိချောင်းလည်းသူ့ရဲ့တက်ခေါင်းပေါက်ထဲကိုဆင်းလာနေတာကြောင့်ဗီတာလည်းရိုင်ယန်ကိုမှပြီးတော့တနေရာမှာသွားပုံနေလိုက်ရပါလေဒိမ်မကြာခင်မှာပဲမိချောင်းကြီးရောက်လာပြီးတော့ခွေးကလေးကေဗင်ကိုတစစီကိုက်ဖြတ်ဆားတောင်းနေပါတော့တယ်အဲနောက်မိချောင်းလိုင်ကောင်းတွေးမရင်ဒေါင်းတနေရာမှာငြိမ်ကျသွားတာကြောင့်ဗီတာလည်းတေချာကြည့်နေပါလေပြီးတော့ဗီတာဖြည်းဖြည်းချင်းဆင်းလာဖို့ကြိုးစားနေပြီးတော့အတံမထွက်အောင်လည်းတေချာဆင်းနေရပါတယ် အိုင်နော်ပီတာရိုင်ယန်ကိုပါပြန်ခေါ်ပြီးတော့မိเจ้าမတွေ့အောင်ခြေထဲကနေတိတ်တိတ်လေးဖြတ်နေတာပါဒေါက်တာဝေးဝေးကိုသွားနေရသလိုဖြစ်လို့ပီတာလည်းမိเจ้าကိုလှဲတကြီးကြီးနဲ့သွားနေရပါလိမ့်အိုင်နော်ပီတာကုန်းပြေပေါ်ပြန်တက်ပြီးတော့မိเจ้าကိုသေချာစိုက်ကြည့်နေပါလိမ့်ရိုင်ယန်ဟာအသက်မြော့မြော့လေးရှိနေသေးတာကြောင့်ပီတာရောင်းကိုကယ်ထုတ်ချင်းနေတာပါအိုင်နော်မှာတော့ပီတာအပေါက်စီကိုရောက်တော့မှဖြစ်လို့မိเจ้าကြီးကိုလှမ်းကြည့်လိုက်ပါလိမ့်ဒါပေမဲ့မိချောင်းကြီးကနေရာမှာရှိမနေတော့ပဲကံတဲ့ကားလေးရုတ်တရက်ခုံထွက်လာပြီးတော့ပီတာကိုတိုက်ခိုက်ပါတော့တယ် ်ဘီတာလဲရိုင်းယန်ကိုခေါ်ပြီးတော့မိချောင်းကြီးကိုအတွက်အတားစီလိုဖြစ်နေတဲ့တစ်ပင်အမြင့်တွေကြောင့်ဝင်ပုံးနေရပါတယ်။ဒါမဲ့မိချောင်းကြီးကတော့လက်မလျှော်ပဲဇက်တိုက်ဝင်တိုက်ခိုင်းနေတာကြောင့်ဘီတာတောင်ဒီကနေထွက်သွားမယ်လို့အော်နေခဲ့ပါတယ်။အဲနောက်မှာတော့ပီတာတစ်ဖက်ချမ်းကတစ်ကိုင်းကြောင့်အရှိကိုတွေ့သွားခဲ့ပါတယ်။ဒါတော့ပီတာရိုင်းယန်ကိုထားခဲ့ပြီးတော့မိချောင်းကြီးဘေးကနေအပြင်ဘက်ရေကန်ကိုကတ်ထွက်လာလိုက်ပါတယ်။အဲနောက်မှာတော့မိချောင်းကြီးကသတိထားမိသွားပြီးပီတာလည်းတစ်ကိုင်းကြောင့်ကိုင်ကမိချောင်းကိုအသိန်းဆောင်နေခဲ့ပါတယ်။ တကယ်တော့ပြည်သားတကိုင်းကြောက်ကြီးကိုမိချောင်းရဲ့ဗစားတဲ့ထဲဖို့အကြမ်းနဲ့မိချောင်းလာကိုစောင့်နေတာဖြစ်ပါတယ်။ဒါမဲ့မိချောင်းကြီးကတော့တကိုင်းကြောက်ကိုသူ့ရဲ့ခြုံထက်နေတဲ့သွားကြီးတွေနဲ့အမြန်ကိုက်ဖြတ်လိုက်တာပါ။အဲဒါမှတော့တကိုင်းကြောက်ကိုကိုက်ပြီးမိချောင်းကပြည်သားကိုပါအဝေးကိုဆွဲခါဖြစ်လိုက်ပါတယ်။ပြည်သားလည်းအချိန်နဲ့တစ်ပေနံနဲ့သွားတိုက်ပြီးတော့ခေါင်းသွေးတွေတောင်ထွက်နေပါပြီ။အဲတော့ပြည်သားချောင်းကြတဲ့နေရာဝင်ပုတ်ပြီးတော့မိချောင်းရန်ကနေရှောင်းနေပါတယ်။ဒါမဲ့လည်းမိချောင်းကြီးကတော့အဲဒီချောင်းကြတဲ့နေရာအထိကိုခေါင်းကြီးဝင်ပြီးသူ့ရဲ့သွားတွေနဲ့မိယာကိုလှမ်းပြီးတော့ကိုက်နေပါတယ်။ ်ပြီးဒါလည်းသူ့ကိုမကိုက်မိအောင်မိချောင်းကောင်းကိုထိန်းနေကနေမိချောင်းညာသူ့လက်ကိုကိုက်ချလိုက်ပါရင်လက်ချောင်းလေးကိုက်ဖြတ်ခံလိုက်တဲ့ပြီးဒါလည်းနာကျင်လို့လို့អော်ခင်းနေကြတာပါမိချောင်းညာတော့တကူတကားကိုလက်မလျှော့ပဲသူ့ကိုဝင်ကိုက်နေတာကြောင့်ပြီးဒါတယောက်ထွက်ပေါက်မဲ့နေကြရပါပြီအဲအချိန်မှာပဲပြီးဒါဘေးမှာတွေ့လိုက်တဲ့အချုံတစ်ခုနဲ့မိချောင်းရဲ့ခေါင်းကိုထိုးဆိုင်လိုက်နိုင်ခဲ့ပါတယ်မိချောင်းလည်းနာကျင်သွားတာကြောင့်ပြီးဒါရှိနေနေရာကနေနောက်ဆုတ်ပြီးတော့ခုနရိုင်းကိုထားခဲ့တဲ့နေရာမှာသွားနာနေပါတယ်ဒါမဲ့ရိုင်းကအသက်ရှူပြီးတော့အတန်ထွက်လာတဲ့အတွက် ်မိချောင်းကပီတာဘက်ကနေရိုင်းအန်ဘက်ကိုလှည့်သွားပါလေမိချောင်းကြီးကရိုင်းကိုထားထားတဲ့နားကသင်းမြစ်တွေကိုကိုက်ဖြတ်နေတာကြောင့်ပီတာလည်းချက်ချင်းထားရပါတော့လေအဲနောက်မိချောင်းကြီးရိုင်းကိုစားလို့ရကန်ဒီမှာပီတာမိချောင်းကိုခေါ်နေပါလေဒါမဲ့မိချောင်းကိုလှည့်မလာတာကြောင့်အနီးနားကခဲလုံးကြီးနဲ့မိချောင်းကိုကောက်ပေါက်လိုက်ပါလေဒါကြောင့်မိချောင်းကသင်းမြစ်တွေကြားထဲကနေတဖြည်းဖြည်းပြန်ထွက်လာပြီးပီတာစီကိုလှည့်ဖို့ကြိုးစားပါတော့တယ်ပီတာတော့သူ့စီမိချောင်းကြီးမလာခင်မှာခုနကကြိုးသွားတဲ့တိတ်ကိုင်းကြောင့်အချုံကိုတွေ့သွားပါလေအဲနောက်ပီတာလည်းတိတ်ကိုင်းကြောင့်ကြီးကိုအသင်ကင်ထားပြီးတော့ မိချောင်းကိုသူ့စီထလာတာကိုစောင့်နေခဲ့ပါတယ်။ပီတာသူ့ကိုတိုက်ခိုက်မဲ့မိချောင်းရဲ့ဗစက်ကိုနောက်တစ်ချိန်သစ်ချုံနဲ့ပတ်အောင်ထိုးကြည့်ဖို့ဆုံးဖြတ်လိုက်တာပါ။ပြီးတော့ပီတာမိချောင်းဗစက်ထဲမှာတစားသည့်ဖြစ်မသွားအောင်ကြောက်ဆောင်တော့ကိုမှီပြီးသူ့စီကိုဒေါသကြီးနဲ့လာနေတဲ့မိချောင်းကိုစောင့်ချိုလို့နေပါတယ်။ဒိုနဲ့မိချောင်းကြီးကဗစက်ဟပြီးတော့ပီတာစီကိုအချိန်နဲ့ပြေးဝင်လာပြီးတော့အနောက်ကကြောက်ဆောင်တော့ပီတာကိုစားဖို့အခက်တွေ့နေရပါတယ်။အဲဒီအချိန်မှာပဲပီတာလက်ထဲကသစ်ချောင်းအချုံဟာမိချောင်းကြီးရဲ့အာခေါင်ထဲကနေအပြင်ဘက်ထိကိုထုတ်ချင်းပေါက်သွားခဲ့ပါတော့တယ်။ ိုင်နာမတော့ပီတာမိချောင်းပါစပ်ထဲကနေတဖြည်းဖြည်းပြန်ထွက်လာနိုင်သွားပါလိမ့်။ဒိုနဲ့ပီတာတက်ခေါင်းကြီးတွေကနေရန်ကိုဆွဲထုတ်ပြီးတော့ဒီရောတစ်ယောက်ထိပြန်ရောက်လာခဲ့ပါလိမ့်။ပီတာရှောက်လိုက်တဲ့တောင်ကုန်းကနေမြစ်တစ်ဖက်ချမ်းမှာဆိုင်မုံတို့အုပ်စုကိုတွေ့လိုက်ရပါလိမ့်။ဒိုနဲ့ပီတာရန်ကိုခေါ်ပြီးတော့ပြန်လာတဲ့ခါမှာတော့ဂီသရီနဲ့တူရဲရင်နဲ့ကဲစိသမားတွေနဲ့တပ်ဖွဲ့ဝင်တွေလည်းရောက်လာကြပါပြီ။သူတို့တွေအားလုံးကသူတို့ရဲ့မိသားစုဝင်တွေကိုဆုံးရှုံးခဲ့ရတာကြောင့်ဒီခီးစဉ်ကြီးတွေစိတ်မကောင်းဖြစ်ပြီးတော့ငိုယုံနေကြပါလိမ့်။အိုင်နာမာရောရိုင်ယန်သတိရလာပြီး ီတာကိုအလဲဘက်ခီးစင်နဲ့ပတ်သက်လို့ဘလို့ထင်လဲလို့မေးလိုက်ပါလေပီတာတော့အဖြစ်အပျက်တွေအားလုံးအပြီးမှာသူတော့အိမ်မှာပဲခဏလောက်နေဖို့အတွက်ဆုံးဖြတ်လိုက်တာပါအဲနောက်မှာတော့မိချောင်းကိုက်ဖြတ်တာကြောင့်ဒဏ်ရာပြင်းထန်ရနေတဲ့ Ryan ကိုရဲရင်နဲ့သူကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကအရင်ဆုံးကယ်ဆယ်ခဲ့ကြပါလေဒုံနဲ့ခီးတဲ့အုပ်စုအားဆုံးရှုံးမှုတွေနဲ့သူပဲသူတို့ရဲ့အန်တီအလဲပတ်ခီးစင်ကနေအိမ်ကိုပြန်ရောက်လာနိုင်ခဲ့ကြပါလေဒါပေမဲ့အဲ့နေမီတဝိုက်မှာတော့ပီတာခီးသွားတယောက်နေနဲ့လူတွေကိုကိုက်ဖြတ်စားတောင်းနေတဲ့မိချောင်းကြီးကိုတပ်ဖြတ်နိုင်ခဲ့တဲ့သူပါလို့ နာမည်ကျော်သွားခဲ့ပါတော့တယ်ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကတလောက်ပါပဲခင်ဗျဒီလိုမျိုးမိချောင်းကြီးငမန်းကြီးမျိုးကြီးအဲ့လိုမျိုးစွန်စားကန်းရုပ်ရှင်ဗီဒီယိုကြိုက်တဲ့သူတွေအတွက်ဒီနေ့တင်ဆက်မှုကိုနှိမ့်ချမယ်ထင်ပါတယ်ဆိုတော့ဒီလိုဇကားမျိုးလေအခါကွင်းတင်းတဲ့အခါမှာနောက်နေ့ဒီမှာ recap အကောင်းဆိုင်အနေနဲ့တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်စောင့်မကြည့်ရှုနားဆင်အားပေးကြပါဦး ပြီးတော့ဒီနေ့တင်ဆက်ပေးတာတကယ်ကိုစိုးရွားလာတဲ့မိချောင်းကြီးစကားဖြစ်တဲ့အတွက်ရေပြင်မိချောင်းတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအတွေ့အကြုံတွေရှိကြလဲဗျကိုနေထိုင်ရာပတ်ဝန်းကျင်ဒေသတွေမှာဘယ်လိုမျိုးကြားဘူးနားဝါတွေရှိလဲဆိုတာလဲတရားနေတော့ပြန်လန်းကိုမမရေးသားပြောဆိုဆွေးနွေးလို့ရပါတယ်ပေါ်တော့ဘယ်လိုအတွေ့အကြုံတွေရှိလဲဆိုတာကျွန်တော်လည်းဖတ်ကြည့်ခြင်းလို့ပါဆိုတော့ဒီနေ့မှာအချိန်ပေးပြီးတော့နားဆင်အားပေးခဲ့တဲ့ကြီးစုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းဂျေဆုတို့ပဲတင်ပါရခင်ဗျာကျွန်တော်အန့်ခင်မှုပါ